မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းရတော့ကချင်ပြည်နယ်ချီပွေမြို့နယ်ပန်ဝါမြို့ကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတပ်စခန်းတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့မြို့ကိုဆက်လက်ထိုးစစ်ဆင်ရန်ပြင်းစစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် အော်တိုဘာလဇန်ပိုင်းမှာစော့လော်မြို့စက်တမာလကုံပိုင်းမှာချီဝေမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့ KI ပူပေါင်းတပ်ဖွဲ့ဟာအော်တိုဘာလ၃ရက်နေ့မှာချီဝေပန်ဝါလမ်းပေါ်မှာရှိတဲ့စက်တမိုင်း BGF စခန်းကိုသိမ်းပိုက်ခဲ့ပြီးတော့အော်တိုဘာလ၄ရက်နေ့မှာပန်ဝါသွားတဲ့လမ်းပေါ်မှာရှိတဲ့လမ်းကျော်စစ်ကောင်စီရဲ့ယာယီစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စီရေးသတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။ ်လမ်းကျော်စိတ်ကောင်းစီရဲ့ယာယီစခန်းကိုတင်ပိုက်တဲ့အချိန်မှာလက်နဲ့ခဲရမ်းများကိုရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တခြားသတင်းချင်းတွေတခုကိုမေးမြန်းကြည့်ရမှာပန်ဝါတော့မရောက်သေးဘူးပန်ဝါအနီးနားကစခန်းတစ်ခုအဲ့ဒါသူတို့ရဲ့ပန်ဝါဘက်ကိုသွားမဲ့စက်တမိုင်တွေကတက်တခုကို KIA ကတင်လိုက်တာအခုပန်ဝါဘက်ကိုထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့သတင်းရထားတယ်လို့ပြောဆိုထားပါတယ် KIA နဲ့ KPDF ပူးပေါင်းတပ်များဟာစက်တမလာ29ရက်နေ့ကနေအော်တိုဘာလ2ရက်နေ့အထိ၄ရက်ကြာအတွင်းမှာ ချီဝေမျိုးနဲ့ဆော့လော်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်တုံမန်းနဲ့လက်နက်ခဲယမ်းများကိုရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကအသိပေးထားပါဗျ။ချီဝေတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူ့စစ်များဟာပန်ဝါဘက်ကိုထွက်ပြေးသွားတယ်လို့လည်းသတင်းရင်းမြစ်တချို့ကပြောကြားထားပါဗျ။အခု KIA ထိုးစစ်ဆင်နေတဲ့ဒေသဟာစစ်ကောင်စီလက်အောက်ခံဦးစကုံတိတ်ရင်ရဲ့ ကချင်အထူးဒေသတစ်နယ်မြေဖြစ်ပြီးတော့လက်ရှိမှာကချင်အထူးဒေသတစ်အတွင်းမှာရှိတဲ့စတုံးစော့လောခြိပွေမျိုးများကို KIA ကအချိန်တိုအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒေသအတွင်းလမ်းကြောင်းများကိုလည်း KIA ပူးပေါင်းတပ်များကထိန်းချုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကား၈စီးနဲ့စစ်ကူလာတဲ့စစ်ကြောင်းကစစ်ကား၅စီးဟာအော်တိုဘားလ၄ရက်နေ့နေ့လယ်လောက်မှာအေယာဝတီငတိုင်းကျောင်းကနေအတက်အမြောက်တက်ဂိတ်အလော တစ္ဆန်တင်းနဲ့တစ္ဆန်နဲ့မိုင်းတိုင်းနှခုကြားမှာရှိတဲ့ရိုးလန်းပေါ်မှာတိမ့်မောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးရွာတော့လမ်းကချောတယ်။လမ်းတွေကလည်းကျင်းပြီးတော့အကွေ့ကောက်များတော့အရှိန်လုံပြီးတော့တစ္ဆန်တင်းနဲ့တစ္ဆန်နဲ့မိုင်းတိုင်းနှခုကြားမှာကားမောက်သွားတာ။၆ရောက်သေးပြီးတော့တော်တော်များများဒဏ်ရာရတယ်လို့သတင်းထွက်နေတယ်။စစ်ကူလာတဲ့ကားတွေပါလို့ပြောဆိုထားပါတယ်။အဲ့ဒီစစ်ကားတိမ့်မောက်ခဲ့တဲ့နေရာဟာကွာဘက်ကနေပြီးတော့ငတိုင်းကြောင်ဘက်ကိုသွားတဲ့ရိုးလန်းပေါ်မှာတည်ရှိပြီးတော့ဘေဒါဂိတ်အလွန်ကွာနဲ့မိုင်၄၀ကျော်လောက်ကွာဝေးရှိတယ်လို့သိရပါဗျ။ နောက်ထပ်ဂွားဒေသခံတအုပ်ကအဲ့ဒီကားပေါ်မှာစစ်သားတွေနဲ့အတူကြီးစံနေရိခါတွေလည်းတင်းလာတာပေါ့ကားမောက်သွားတော့လမ်းပေါ်မှာကြီးစံနေအကုန်ထွက်ကြကုန်တယ်စစ်သားတွေလည်းတွေးနေတယ် ်6ရောက်သေးတယ်လို့ကြားတယ်။တေချာတော့မသိရသေးဘူးလို့ပြောဆိုထားပါတယ်။အခုလိုမျိုးစစ်ကူလာတဲ့ကားတိမ်းမောက်သွားတဲ့အတွက်နမိတ်မကောင်းမှုဆိုပြီးတော့စစ်ကားတချို့ဟာအလောင်းနဲ့ဒဏ်ရာရတဲ့သူများကိုတင်ဆောင်ပြီးတော့ငတိုင်းကြောင်ဘက်ကိုပြန်လှည့်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကားနှစီတိမ်းမောက်ခဲ့တဲ့အတွက်မနေ့ကနေ့လယ်ဘက်ကနေပြီးတော့ညနေ9နာရီလောက်အထိရိုးလန်းပေါ်မှာကားတွေဆိုင်ကယ်တွေကိုဖြတ်တန်းသွားလာခြင်းတွေကိုပိတ်ပင်ထားတယ်လို့ခီးသွားပြည်သူများကပြောပါတယ်။တန်ရွဲမျိုးဘက်ကနေပြီးတော့တန်ရွဲကွာ ကားလန်အတိုင်းထိုးစစ်ဆင်လာတယ်။အာရကတက်တော်စစ်ကြောင်းများဟာတန်တွဲတောင်ဘက်-အကွာချိန်နယ်လီမျိုးကိုလွန်လာပြီးတော့ဒဲဘုတ်ကျွေချိုင်ဘက်ကိုရောက်ရှိလာပြီးဖြစ်ကစစ်ကောင်စီကကြီးရိတ်လေးကိုအုံပြုပြီးတော့အပြင်းထန်ခုခံကာကွယ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝန်းကပြည်သူများအပေါ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများမှာအ धिक ကတာဝန်ပေးခံရတဲ့လေတပ်အရာရှိကြီးတချို့ဟာတရားမဝင်ငွေရတဲ့လမ်းကြောင်းနေနဲ့ချမ်းသာကြွယ်ဝလာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။တမတော်နီးပညာတက်ကတော့ DSTA အပတ်စဉ်နှစ်က ဒုဗုံမူကြီးညီတော်ထဟာနေပြည်တော်မှာရှိတဲ့လေတက်စေယုံမှာလေရင်ပြုပြင်ထိန်းသိမ်းရေးနဲ့ဝယ်ယူရေးအတွက်အဓိကဦးဆောင်လှုပ်ဆောင်နေရပြီးတော့လေရင်ပြုပြင်ထိန်းသိမ်းရေးနဲ့ဝယ်ယူရေးမှာအလွန်ကြွယ်ဝချမ်းသာလာတယ်လို့သိရပါတယ်။နေတိုင်းနေတိုင်းအရက်ကောင်းများကိုတောက်ပြီးတော့ဇိမ်ခံနေပြီးချမ်းသာကြွယ်ဝလာတယ်လို့သိရပါတယ်။ဒုဗုံမူကြီးညီတော်ထက DSTA အပတ်စဉ်နှစ်ကလက်ရှိနေပြည်တော်ကကလေစေယုံက အရင်စက်မှုလက်မှုဂျီဝမ်ကတော့အခုဘုံမှုကြီးဖြစ်သွားပြီကကလီမှာပဲလေးရင်တွေကိုပြပြထိမ့်သိမ့်ရေးဝယ်ယူရေးတွေကအဓိကလုံပေးနေတဲ့ဒူပါစေယုံပေါ်မှာနေနေတာကြားပြီး2024ခုနှစ်မှာစစ်မှုထမ်းကောင်းတစ်စိတ်ရတာတယ်ပြည်သူတွေကိုဘုံကျဲဖို့အဓိကလှုပ်ဆောင်ပေးနေတဲ့ဒူပါလို့တက်တရင်ရေးမြေကပြောဆိုထားပါတယ်ပြည်သူများကိုဘုံကျဲတပ်ဖြတ်နေတဲ့112လေးရင်အုံမှုဟာဒုတိယဘုံမှုကြီးထုံးလွှင့်ဦးဖြစ်ပြီးတော့မိထီလာမျိုးနဲ့ရှမ်းတဲ့လေတဲ့စကားမှာတာဝန်ချနေတယ်လို့သိရပါတယ် ဒုတိယဗိုလ်မှူးကြီးထွန်းလွယ်ဦးဟာစစ်တပ်ကတူအပတ်စဉ်44ကြောင်းစင်ဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်မှာဗိုလ်မှူးထွန်းလွယ်ဦးကတက်ချုပ်ကချင်းမြင့်တဲ့တက်မတော်ဆိုင်ရာစွန့်ရည်တက်တိဂုံလူဆောင်ဒစိမ့်နဲ့သူရဲကောင်းမတန်းဝင်ဒစိမ့်ရရှိထားတယ်လို့တက်တဲ့ရင်ရင်းမြစ်ကပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့လေတက်ကိုကဲမှုများကိုနမ်ဆန်လေတက်စခန်းကနေပြီးတော့အဓိကကိုကဲဆောင်ရွက်ပေးနေသူလေကြောင်းအင်ဂျင်နီယာဒုတိယဗိုလ်မှူးကြီးအောင်ထေးဖြစ်ပြီးတော့စက်မှုတက်ကတူចောင်းစင်းတူလည်းဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်မှာ မေအောင်လိုင်ကချီးမြှင့်ခဲ့တဲ့စစ်မှုရန်ကောင်တစိမ့်ရရှိထားသူတအုပ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောခေရိုင်မှာရှိတဲ့ခြေရွာများကိုအော်တိုဘာလ9ရက်နေ့တရက်ထဲမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးများနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၈ဦးသေဆုံးပြီး၁၄ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အော်တိုဘာလ9ရက်နေ့နေ့လယ်၁၂:၂၀မိနစ်မှာတစ်ချိန်၁၂:၄၀ခန်းမှာတစ်ချိန်ဂံကောမြို့နယ်အမြောက်ပိုင်း ရေရှင်မရွာဖရားရေမြင့်ဘော်ကိုအကြက်မဲ့စစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲခဲ့ရာအသက်43နှစ်အရွယ်အမျိုးသားတအူခေါင်းပြတ်ဒဏ်ရာနဲ့တေဆုံးသွားတယ်လို့သိရပါဗါးအလားတူပဲအော်တိုဘားလ9ရက်နေ့မှာဘားတိုက်ပွဲမှာဖြစ်ပွားချက်မရှိဘဲနဲ့ထီးလင်းမျိုးနဲ့ချင်းမြောက်ချင်းရွာကိုအကြက်မဲ့စစ်ကောင်စီက အကြောင်းမဲ့ဘုံသီး၄လုံးကျဲချခဲ့ရ၃လုံးကျောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျာ။အခုလိုဘုံပောက်ကွဲမှုကြောင့်ဆိုင်ကယ်ပြင်ဆိုင်ကအမျိုးသား၄ဦးနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးခဲ့တဲ့အပြင်ဒဏ်ရာအပြင်းထန်ရရှိတဲ့အမျိုးသမီးတအူးလည်းထပ်မံတိတ်ဆုံးသွားတယ်လို့သိရပါဗျာ။ကျင်းမြောက်ရွာကိုဘုံ၄လုံးကျဲတာ၃လုံးကွဲပြီးတော့၅ရောက်သေးတယ်။တောင်ဘက်ရွာကိုလည်းဆက်လက်နဲ့ဆွဲသွားတယ်။အပြင်းထန်ဒဏ်ရာရတာက၂ရောက်ရှိတယ်။ ကျန်တဲ့ဒဏ်ရာရတဲ့စရင်ကိုတော့အတိပြုလို့မရသေးဘူးလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။ဒါအပြင်အော်တိုဘားလ9ရက်နေ့မနက်9:00ခွဲအချိန်ကစောမျိုးနဲ့ကြောက်ထုမျိုးအနီးပန်းဆန်ကြီးရွာအတွင်းကိုကြောက်ထုအမြောက်တပ်ကလက်နက်ကြီး drone လို့နဲ့ဘုံးချက်ပစ်ကတိုက်ခိုက်ရောက်အသက်42နှစ်အရွယ်ဒေါခင်တူးနဲ့အသက်14နှစ်အရွယ်မခန့်စုလွန်တို့တာမီနောက်တိတ်ဆုံးခဲ့ပြီးတော့ပြည်သူ14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်တောင်ရကန်းချေးရွာကိုစစ်ကောင်စီကဝေရောက်စီးနင်းပြီးတော့ရွှေငွေအပအဝင်အဖို့တံပစ္စည်းများစိုင်းကဲများကိုလူရက်ကအမျိုးသမီးကလင်းငယ်များနဲ့ရွာသားအများပြားကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ၄ရက်နေ့မနက်၆နာရီခန့်အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ပြင်ကြီးချေးရွာက တောက်ရကန်ကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ကြေးရွာအတွင်းကိုဝင်ရောက်စီးနှင်းပြီးတော့ရွှေငွေနဲ့ဆိုင်ကယ်များကိုခိုးယူလူရိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အမျိုးသမီးများ၊ကလေးများနဲ့ရွာသားအများအပြားကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ကျွန်တော်တို့တောင်ရကန့်ချေးရွာဆိုတာပလောမျိုးနယ်မှာတခုတည်းသောဒဏီတရားနဲ့မြမရိုးရရွှွန်အိုးလေးကိုထုတ်လုပ်တဲ့ရွာဖြစ်ပါတယ်အော်တိုဘာလ၄ရက်နေ့မနက်6နာရီလောက်မှာတောင်ရကန့်ချေးရွာကိုစစ်ပြင်းကြီးရွာကနေပြီးတော့စစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကဝင်းရောက်စီးနေပါတယ်စိုက်ကဲ25စီးလောက်လူရက်ခံလိုက်ရပါတယ်နေအိမ်တွေကိုဝင်ဖောက်ပြီးတော့ရွှေနဲ့ပတ်စံတွေဖုန်းတွေအလုခံရပါတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်စစ်တပ်ကချေးရွာအတွင်းကို စစ်ကြောင်းထုတ်ဝင်ရောက်တဲ့အချိန်မှာရွာသားအများစုရှောင်းတိန်နိုင်ခဲ့တော်လဲမရှောင်းတိန်နိုင်တဲ့ကလေးနဲ့အမျိုးသမီးအယောက်20ခန့်အမျိုးသား5ဦးကိုစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာတောင်ရကန်းချေရွာတစ်ခုလုံးထွက်ပြေးတိန်ရှောင်းနေရတယ်လို့သိရပါဗျ။အရင်တစ်ပတ်လောက်ကလည်းတောင်ရကန်းဖုံးတော်ကြီးเจ้าမှာတတ်ဆွဲထားတဲ့စစ်တပ်ကစေးလာပို့တဲ့ပလောမျိုးကလူတအုပ်ကိုပြစ်တက်လိုက်သေးတယ်။လက်ရှိအချိန်မှာတော့တောင်ရကန်းတရွာလုံးပြေးလွှာပြီးတော့ရှောင်းစားနေရတယ်။စစ်ကောင်စီတပ်တွေက တောင်ရကန်းကျေးရွာအုပ်စုစစ်ပင်ကြီးရွာမှာတက်ဆွဲထားပြီးတော့နိစရရွာတွေကိုဒုက္ခပေးနေပါတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်လက်တလုံးမှာတောင်ရကန်းကျေးရွာအုပ်စုမှာပါဝင်တဲ့လဲကျုံဝစစ်ပင်ကြီးစပူပြင်းတိလတော်စတဲ့ကျေးရွာ၁၁ခုကပြည်သူတွေအားလုံးဟာနေအိမ်များကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ